္ဂလာပါရှင်ကျမရောငူးခတ်တာပါ DVU မြန်တန်ကြားရဲ့၄နှစ်နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့သတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင် Starlink Internet ဝန်ဆောင်မှုရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ SpaceX က မြန်မာနိုင်ငံမှာရှိနေတဲ့ကြားဖြန့်ခွင့်လင်ခိုင်းတွေကလူတန်တရားရှိတဲ့ Starlink အလုံး2500ကျော်ကိုပိတ်လိုက်တယ်လို့ SpaceX ရဲ့ Starlink လုပ်ငန်းဌာနဒုတိယဥက္ကဋ္ဌ Lauren Dreyer ကလူမှုကွန်ရက် X မှာဖော်ပြပါဗျ။ American Outlook တော်ကမြန်မာနိုင်ငံကငွေလင်ခိုင်းတွေနဲ့ Starlink ပတ်သက်မှုကိုစုံစမ်းစစ်ဆေးနေတဲ့အချိန်မှာအခုလိုပိတ်လိုက်တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာကြားဖြန့်လုပ်ငန်းတွေကိုထိုင်းမြန်မာနယ်စပ်ကစစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ် PGF ထိန်းချုပ်တဲ့နေရာတွေမှာအများစုလုံခြုံနေတာဖြစ်ပါတယ်။ အဲ့ဒီထိုင်းမြန်မာနယ်စပ်ကနာမည်ဆိုးနဲ့ကြော်ကြတဲ့ online ငွေလိမ်ခိုင်းတွေကြားဖြတ်လုပ်ငန်းတွေမှာသုံးတဲ့ internet line တွေကိုထိုင်းဘက်ကဖျက်လိုက်ပြီးရဲ့နောက်ပိုင်းမှာအဲ့ဒီကြားဖြတ်လုပ်ငန်းတွေဟာ Starlink ကိုပြောင်းပြီးအသုံးပြုလာခဲ့တာဖြစ်ပါတယ်တဖက်မှာလည်းဆရာနာရှင်ကိုတော်လန်နေတဲ့တော်လန်ရေးတပ်တွေဟာဆက်သွယ်ရေးအတွက် Starlink Internet ကိုမှီခိုနေကြရတာဖြစ်ပြီးထိုင်းမြန်မာနယ်စပ်မှာအခြေစိုက်တဲ့တော်လန်ရေးတပ်ဖွဲ့တချို့သုံးတဲ့ Starlink တွေပါမရတော့ဘူးလို့ပြီးခဲ့တဲ့ရက်ပိုင်းကသတင်းတွေထွက်ခဲ့ပါတယ်ရှင်။ ိုးကုန်းမြို့ကိုစစ်ကောင်စီတပ်ကစက်တိုက်ဖုံးကျဲနေပြီးမိုးကုန်းမြို့ကဖူဆယ်ဘောလုံးကွင်းကိုအော်တိုဘာလ27ရက်နေ့ညနေ3နာရီဝန်းကျင်မှာဖုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဘောလုံးကစားနေတဲ့ကလေး3ယောက်သေဆုံးပြီး12ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တန်တက် TNLC ကသိရပါဗါးဒီသတင်းကိုလင်းအိမ်ပေးပို့ထားတာပါရှင်တန်တက်တီအန်အန်လေးထင်းချုပ်ထားတဲ့မန္တလေးတိုင်းမိုးကုတ်မြို့ကို စစ်ကောင်စစ်တပ်ကစတိုက်ဘုံကျဲနေပြီးအရှေ့ပိုင်းကန်တော်ရက်ွက်မှာရှိတဲ့ဖူးစဲဘောလုံးဝင်းကိုအော်တိုဘာလ22ရက်ညနေ3:00နာရီချိန်လောက်မှာဒီကြောင်ကနေအခုလအတွင်း၃ချိန်မြောက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ TNL စီကသိရပါဗျ။စစ်ကောင်စစ်တပ်ကဂျက်ဖိုက်တာနဲ့ဘုံကျဲမှုကြောင့်ဘောလုံးဝင်းမှာကစားနေတဲ့ကလေး၃ယောက်တိဆုံခဲ့ပြီး၁၂ယောက်ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင်နေရှင်လုံးလည်းထိခိုက်ပျက်စီးခဲ့တာထိခိုက်ဒဏ်ရာရသူတွေကတော့မိုးကုတ်ဆေးရုံမှာဆေးဝါးကုသမှုခံယူနေရတယ်လို့ဆိုပါတယ်။ နေ့လယ်3နာရီဝန်းကျင်မှာစစ်ကောင်စီတီဒီမော့ကိုမျိုးအရှိပိုင်းကိုလာရောက်ပြီးတော့မှပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အဲဒီပုံကျဲတိုက်ခိုက်မှုမှာဒီအယက်တာကလေးငယ်3ဦးတိဆုံပြီးတော့မှ၄ဦးထိခိုက်ဒဏ်ရာရပါတယ်။နေ့6လုံးနဲ့ထိခိုက်ပျက်စီးသွားပါတယ်။ကလေးငယ်2ယောက်နဲ့ယောက်ျားလေး1ယောက်ဖြစ်တယ်။ကလေးတွေကဒီ17 17အရွယ်လောက်ပဲဖြစ်ပါတယ်။စစ်ကောင်စီတပ်ကမော့ကိုမျိုး ပိတ်ဆက်ရက်ကွက်အနီးရှမ်းကျောင်းအနောက်တောထဲကိုအော်တိုဝါလာ21ရက်ညနေ3နာရီလောက်မှာဘုံတလုံးကျချခဲ့ပြီးတဲ့နောက်ကိုမီနစ်အကြာမှာပူစဲဘောလုံးကွင်းကိုထပ်မံလာကျဲခဲ့တာလို့မျိုးကန်တွေကပြောပါတယ်စစ်ကောင်စီတပ်ကမိုးကုံးမြို့ကိုအော်တိုဝါလာအတွင်းဒီကျောင်းကနေအခုတစ်ချိန်ပါဝင်၃ချိန်မုံကျဲတိုက်ခိုက်ခဲ့ပြီးအခုတစ်ချိန်မှာလူသေဆုံးထိခိုက်တာတွေရှိခဲ့တာလို့ဆိုပါတယ်နီနီလေးပဲဟေးအေးလုံးကြီးရတာတော့ဒီပြက်စီသွားတဲ့ခြေသူတွေရဲ့ဟိုအိမ်ကြီးပေါ့နော်အဲ့ဒါတွေကိုအရင်မြင်ရတယ်ကျင်းမတ်တစ်ခုကိုချလိုက်ပြီးဆိုရင် ပဲအဖွဲ့အစည်းရောမှမှလည်းမရှိခဲ့ပဲအဖွဲ့အစည်းပေါ်မှမှလည်းမကြောက်ရွံ့ခဲ့ဘူးဖြစ်ခဲ့တဲ့နေရာကြောက်ခဲ့တဲ့နေရာတွေအကုန်လုံးကလည်းတကယ်ကြီးလူတွေပေါ်မှလည်းဖြစ်နေတဲ့အတွက်ကြောင့်မလို့တကယ်ညံ့လာခဲ့တဲ့လူတွေကလည်းကြီးလူတွေပဲချိဆိုင်ခဲ့တဲ့လူတွေကလည်းကြီးလူတွေပဲတည်ဆုံခဲ့တဲ့လူတွေကလည်းကြီးလူတွေဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လို့စိတ်မကောင်းလည်းရပါတော့ကြီးလူတွေအားလုံးကိုညံ့ညာပြီးတော့မှဒီဒုက္ခကနေအမြဲဆုံးဖြစ်နေတာပေါ့ မိုးကုံမြို့ကိုပြန်ရဖို့စစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်ကမိုးကုံမြို့နဲ့မိုင်90ကျော်မှာရောက်ရှိနေပြီးမိုးကုံမြို့ထဲကိုလေကြောင်းကနေပါဘုံကျဲတိုက်ခိုက်နေတယ်လို့သိရပါဗျ။မိုးကုံမြို့ကိုဘုံကျဲတိုက်ခိုက်တာတွေဇက်တိုက်လုပ်နေပြီးမဲ့လန်ခီအစ်စင်မပြေတဲ့အတွက်ဒေသခံတွေဟာမြို့ကနေထွက်ပြေးတိမ်းရှောင်ဖို့အခက်အခဲတွေရှိနေပါဗျ။ မုန်းခုချင်းတွေဘာတွေမလောက်တာမျိုးမရှိတော့ခါကျတော့ကုတွယ်လောင်ခြုံနေနေရာဆိုတော့မရှိဘူးအဲ့လိုမျိုးခံစားရတော့ပဲပြီးလူပြီးရမှန်အောင်ကိုကမတိရအောင်အဲလီလာပြီးဆိုတာနဲ့ကိုမှာအဲလက်တီတုံးရင်းနေတုံးအပြုရှင်ခြေတော့လည်းပျော့ခွေသွားအဲ့နေရာမှာပဲလေတကယ်လို့အဲကိုနာမှာကြာမယ်ဆိုရင်တော့မကိုကဘာလို့ ပေးခြင်းဘလို့ဖြစ်လို့ဖြစ်သွားမှန်းလောက်တိမောင်မဟုတ်တဲ့ချင်းနေကွာသူတို့က point တွေပါတယ်ရှိတဲ့နေရာမှာမချက်ချင်းချပြီးဆက်ရှင်တရားနဲ့ညီသားဆိုတော့လေစစ်ကောင်စီတပ်ကမိုးကုံမြို့အနောက်ပိုင်းကြောက်ဖားရွာနေကချက်ချံကိုအော်တိုဘာလ20ရက်မှာဒီကြောင်ကနေဘုံကျဲခဲ့ပေမဲ့လူထိခိုက်မှုမရှိခဲ့ပါဘူးမိုးကုံမြို့ကိုစစ်ကောင်စီတပ်ကဩဂတ်စ်လနဲ့စက်တင်ဘာလ2လအတွင်းဒီကြောင်ကနေရှစ်ကျင်းဘုံကျဲတိုက်ခိုက်ခဲ့ပြီးပြည်သူရောက်60ထက်မနည်းတိုက်ဆုံခဲ့တယ်လို့ DBB ကစုဆောင်းထားတဲ့အချက်အလက်တွေအရသိရပါဗျ။ကျွန်တော်လင်းပါ စကိုင်းတိုင်းစလင်းကြီးမြို့နယ်တရုတ်ဝမ်ပေါင်ကျင်းနီစီမံကိန်းနာကအစဲတဲရွာဟောင်းကိုစစ်တပ်ကဝင်ရောက်စစ်ကြောင်းထိုးပြီးဖမ်းဆီးတပ်ပြတ်ထားတဲ့ဒေသခံတွေရဲ့အလောင်းတွေကိုအော်တိုဘားလ23ရက်နေ့ဒီကနေ့အထိကောက်ယူလို့မရသေးဘူးလို့ဒေသခံတွေစီကသိရပါဗျ။စစ်တပ်ကအော်တိုဘားလ18ရက်နေ့ကစလင်းကြီးမြို့နယ်ထဲကညောင်ပင်ကြီးရွာ၊ရွှေလေးရွာ၊စဲတဲရွာ၊ပလောင်ရွာ၊တုံရွာ၊တောချောင်းရွာတွေကိုစစ်ကြောင်းနှစ်ကြောင်းနဲ့စစ်ကြောင်းထိုးပြီးဒေသခံတွေကိုဖမ်းဆီးတပ်ပြတ်တာတွေလုပ်ခဲ့တယ်လို့သိရပါဗျ။ အဲ့လိုတက်ဖြတ်ခံထားသူတွေကနှစ်ယောက်ရဲ့အလောင်းကိုပဲကောက်လို့ရခဲ့ပြီးမိသူကြိုထားခဲ့ပေမဲ့ကျန်တဲ့အလောင်းတွေကိုတော့မကောက်နိုင်သေးတာကြောင့်မိမတကြိုရသေးဘူးလို့စလင်းကြီးအင်အားစုတပိတ်စစ်ကြောင်းကကိုရာဇာကပြောပါတယ်။စေတဲရွာတဲ့အနောက်ပိုင်းမှာစစ်တပ်ကတတ်ထားတဲ့အလောင်းတွေတန်းစီနေရလို့လည်းသူကဆိုပါတယ်။အလောင်းတွေနားမှာစစ်တပ်ကကင်းပုံးတွေချပြီးစောင့်ကြည့်နေတဲ့အတွက်ဘသူဘဝတိတ်ဆုံးတာဖမ်းဆီးခံရတယ်ဆိုတာအတိပြုလို့မရသေးဘူးလို့သိရပါတယ်ရှင်။ န္တလေးတိုင်းမတရားမျိုးနယ်ထဲမှာစစ်တပ်ကစစ်ကြောင်း၃ကြောင်းနဲ့စစ်ကြောင်းထုံးနေပြီးအရဲသားတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေပြုလုပ်နေရလို့ဒေသခံတွေကပြောပါတယ်။အင်အား300ကျော်ပါတဲ့စစ်ကြောင်းကစစ်ကြောင်းထုံးနေတာ၃လဝန်းကျင်ရှိပြီဖြစ်ပြီးပြီးခဲ့တဲ့အော်တိုဘာလ၁၈ရက်နေ့ကအင်ကုန်းရွာဘက်ကရွာသားတယောက်ကိုပြစ်တက်ခဲ့ပါသေးတယ်။ အဲ့ဒီစစ်တောင်းကကြေးရွာတွေကမထွက်သေးလို့အလောင်းမကောက်ရသေးဘူးလို့ဒေသခံစေဘေးဆောင်တယောက်ကပြောပြပါဗျ။လက်ရှိစစ်တောင်းတွေကအုံးပေရွာနဲ့တတအိုးရွာဘက်မှာတကြောင်မတရားမြောက်ချမ်းကျွဲကြရွာဘက်မှာတကြောင်နဲ့မတရားမြောက်ဘက်တငါတောင်ရွာဘယ်ဘက်မှာတကြောင်ရှိနေပါဗျ။ စစ်တပ်ကစစ်ကြောင်းထိုးရင်ဖမ်းမိတဲ့ရွာသားတွေကိုတစားကန်အဖြစ်ဖမ်းခေါ်ကာနောက်တရွာရောက်ရင်ပန်လွတ်ပြန်လွတ်ပေးတာတွေရှိသလိုပြန်မလွတ်ပေးဘဲဆက်လက်ဖမ်းဆီးသွားတဲ့ရွာသားတွေလည်းရှိနေတယ်လို့နောက်ထပ်ရွာသားတအုပ်ကပြောပြပါဗျ။ဒါပြင်စစ်တပ်ကအမရယာမြို့နယ်ထဲစစ်ကြောင်းထိုးနေတဲ့နေရာမှာတိုက်ခိုက်ရေးလေရင်မျိုးစုံအပါအဝင်စစ်တပ်လေထီးနဲ့ drone တွေနဲ့ပါဖုံးကျဲတိုက်ခိုက်နေတယ်လို့လက်နက်ကြီးတွေအများဆုံးအသုံးပြုတိုက်ခိုက်နေရလို့ဒေသခံတွေစီကနေတဆင့်သိရပါဗျ။ လက်ရှိစစ်တပ်ကမတရားမြို့နယ်တဲကိုမြေပြင်ကနေစစ်ကြောင်းအားဖြည့်တာမှာမန္တလေးမြို့ကနေဂုံလန်းကရောရေလန်းကပါအင်အားဖြည့်တင်းပေးနေတယ်လို့လည်းသိရပါတယ်ရှင်။ရန်ကုန်ရဲ့တချို့သောမြို့နယ်တွေမှာမဲပွေးခွင့်ရှိတဲ့မဲဆန္ဒရှင်စီရင်ထုတ်ပြန်ကြေညာတာမှာတော့တိုက်စုံမိသားစုတွေနံမယ်တွေပါဝင်နေတယ်လို့အမှားယွင်းများစွာဖြစ်ပေါ်နေတယ်လို့ဒေသခံပြည်သူတွေစီကနေတစင်သိရပါတယ်။ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်။ စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲအတွက်ထုတ်ပြန်ကြေညာတဲ့မဲဆန္ဒရှင်တွေရဲ့အမည်စင်မှာတည်ဆုံးပြီးသားသူတွေရဲ့အမည်တွေပါဝင်တာအိမ်တော်စုစည်ရင်နဲ့ရှိနေသူတွေရဲ့အမည်မပါတာနဲ့အမာရွင်တွေအများပြားဖြစ်နေတယ်လို့ဒေတာခန်တွေစီကနေစုံစမ်းသိရပါတယ်။ရန်ကုန်မြို့ကြောက်တရားမြို့နယ်မှာရှိတဲ့ရက်ွက်တော်တော်များများမှာဆိုတည်ဆုံးပြီးသားသူတွေရဲ့နာမည်တွေကိုထည့်သွင်းဖော်ပြထားကြောင်းဒေတာခန်ပြည်သူတယောက်ကပြောပြပါဗျာ။ဒီပေါ်တော့ဖြစ်နေတာအခု ဒီကျွန်တော်တို့နေမှာရက်ကွတ်တော်တော်များများလို့ပြောရမှာပေါ့အဲတေပြီးသားလူတွေကနမိတ်မှာပြန်ပါနေတယ်တေပြီးသားလူတွေကနမိတ်မှာပါနေပြီးအခုလက်ရှိအဲနေထိုင်နေတဲ့လူတွေကနမိတ်မှာမပါဘူးပြီးတော့တစ်ခါထပ်ပြီးတော့ပြောင်းသွားတဲ့လူတွေရှိတယ်တချို့ဆိုလို့ရှိရင်တကောင်စင်းမှာလုံးဝအဲထွက်သွားတာအဲ့ထွက်သွားတဲ့တကောင်စင်းလေးရလူတွေကဒီမှာတကောင်စင်းလိုက်ကြီးကိုတမိသားစုလုံးကြီးပါနေနမဲဒီမှာနမဲဒီတူပြီးတော့မပုံတင်နေထက်နေတာပေါ့အဲ့တမိတကောင်ကိုလှုပ်ထားသလိုမျိုးကြီးဖြစ်နေတယ် ပြီးပြီးရောပေါ့နော်လာပြောရင်ပြင်ပေးလိုက်မယ်လာမပြောရင်ဒီတိုင်းပဲထားလိုက်မယ်ဆိုတဲ့ပုံစံမျိုးကြီးလှုပ်ထားတာပေါ့ပထမအချိန်မဲဆန္ဒရှင်စရင်ကြီးညာတာကိုစက်တမလ30ရက်ကနေအောက်တိုဘာလ13ရက်နေ့အထိကြီးညာပေးထားမှာဖြစ်ပေမယ့်စိတ်ဝင်စားသူနေပါပြီးလာရောက်ကြည့်ရှုသူမရှိတဲ့အတွက် အောက်တိုဘာလ20ရက်နေ့အထိတိုးပေးထားတာလည်းဖြစ်ပါတယ်ဒါပေမဲ့လည်းမဲဆင်းတွေမှာအမှားရွေးနေများကြီးရှိနေကြောင်းနမဲဆင်းမှာမပါဝင်တဲ့ဒေသခံပြည်သူတယောက်ကလည်းပြောပါတယ် မင်းစင်လာကြည့်လာကြည့်ရမယ်ဆိုပြီးတော့အဲသူတို့ကနေပြီးတော့အဲလော်လဲအော်တော့ရခိုင်ကိုသွားပြီးတော့ကျမတို့သွားကြည့်တယ်သွားကြည့်တဲ့အခါကျတော့ကျမတို့ဆံမစင်းရမပါဘူးဘာလဲပါတဲ့ဟာတွေကဟာသူတည်ပြီးသားလူကြီးရက်ွက်မှမရှိရလူကြီးအဲ့ဒီပါလေဘယ်တော့မင်းစင်းကိုကတ်ထားတယ်လို့မပြောတတ်ဘူးပါဟောဥမပါတဲ့အတွက်ကြောင့်သူတို့ကနေပြီးတော့ဖုန်ပြန်ဖြည့်ပြီးတော့မဲထဲဝူအတွက်ပေါ့နော်ဟိုဆောက်ထားနိုင်တယ်ပေါ့အဲ့လိုပြောလိုက်တယ် မဲစည်းကြညာပြီးပြည်စနိုင်မှုအတွက်ပေးထားတဲ့အချိန်ကာလကပြီးဆုံးသွားပြီဖြစ်ပေမဲ့ရန်ကုန်ကကြောက်တရာမင်္ဂလာတောင်ကျွန်းတင်ရန်ကျွန်းတောင်တကုန်းစားရဲမြို့နယ်တွေပါဝင်မြို့နယ်တော်တော်များများနဲ့လွိုင်ကောစားရဲနေရာတွေမှာတော့မဲစင်းတွေက အမားရွင့်တွေများပြားဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။မဲဆန္ဒရှင်တွေအနေနဲ့ကမိမိရဲ့အမည်မဲစင်းမှာမပါဝင်ဘူးဆို ပုံစံတုံးတဲ့မဲစင်းမှာအမည်ထည့်သွင်းပေးဖို့တောင်းဆိုနိုင်ပြီး မပါဝင်တဲ့သူတွေပါဝင်နေမယ်ဆိုရင်တော့ပုံစံလေးနဲ့ကန့်ကွက်နိုင်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာထားတာရှိပါတယ်။အခုကြေညာထားတဲ့မဲဆန္ဒရှင်အမည်စင်းကပြင်ဆင်ဖြည့်ဆွတ်တာတွေပြုလုပ်သွားမှာဖြစ်ပြီးလာမယ့်နိုဝင်ဘာလထဲမှာဒုတိယကြိမ်ထပ်မံကြေညာသွားမယ်လို့လည်းသိရပါတယ်။စစ်ကောင်စီကပြုလုပ်မယ့်ရွေးကောက်ပွဲပထမပိုင်းကိုတော့ဒီဇင်ဘာလ28ရက်မှာကျင်းပသွားမှာလည်းဖြစ်ပါတယ်။ကျမဝေပါ။ ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးမှာပါရှင်။ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့စကားပြောတိုင်းအဆင်ပြေပြေပြောဆိုဖြစ်ခဲ့ပေမဲ့ဘယ်မှမရောက်ဘူး၊ဘာမှဖြစ်မလာဘူးလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမှတ်ချက်ချခဲ့ပါတယ်။ရုရှားရဲ့အကြီးဆုံးရေနံကုမ္ပဏီနှစ်ခုဖြစ်တဲ့ Rosneft နဲ့ Lackwine အပေါ်အမေရိကန်ကအရေးယူပိတ်ဆို့မှုအသက်တွေချမှတ်တဲ့အချိန်မှာအခုလိုပြောလိုက်တာဖြစ်ပါတယ်။ ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ဟန်ဂေရီမှာတွေ့ဆုံဖို့စီစဉ်ထားတဲ့အစည်းအဝေးပြတ်သွားတယ်လို့ထရန့်ကပြောကြားခဲ့ပြီးတရက်အကြာမှာအခုလိုအရေးယူပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။အော်တိုဘာလ22ရက်နေ့အစောပိုင်းမှာရုရှားဟာယူကရိန်းကိုအကြီးအကျယ်ဖုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးတွေအပါအဝင်လူ9ဦးသေဆုံးခဲ့ရပါတယ်။အရေးယူပိတ်ဆို့မှုဟာအင်မတန်ကြီးကျယ်ပြီးစစ်ပွဲမရချင်တဲ့ရုရှားရဲ့သဘောထားကိုလင်းလင်းမြဲမြဲပြောင်းလဲသွားစေမယ်လို့မျှော်လင့်ကြောင်းလဲထရန့်ကပြောခဲ့ပါတယ်။ နေတိုတွင်မှုချုပ် root ကလည်းပူတင်အပေါ်ဖိအားပို့ပေးတာကိုထောက်ခံကြောင်းပြောကြားခဲ့ပါသေးတယ်ရှင်။နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းနိုင်ဂျာပြည်နယ်မှာအော်တိုဘားလ22ရက်နေ့အင်္ဂါနေ့ကလောင်စာဆီကန်တင်ဆောင်ထားတဲ့မော်တော်ယာဉ်တိမ်းမောက်ပောက်ကွဲပြီးအနည်းဆုံးလူ35ရောက်သေဆုံးခဲ့ကြောင်း Federal Land လုံခြုံရေးတပ်ဖွဲ့ FRSC ကပြောကြားခဲ့ပါသေးတယ်။ မတော်ရင်ဟာလမ်းချော်ပြီးတက်စီတွေရိုဖိတ်မှောက်ကြပြီးတော့တိမ်မောက်သွားခဲ့ကမကြခင်လေးမှာပဲမီးလောင်သွားခဲ့တာဖြစ်ကြောင်းနိုင်ကြပြည်နယ်မှာရှိတဲ့ FRSC ဌာနမှအိုင်ရှာတိုဆာတိုကပြောခဲ့ပါဗျာ။အာဖရိကရဲ့လူ့ရေအထူးထက်ဆုံးနိုင်ငံမှာပိုက်လိုင်းအခြေခံအဆောက်အဦတွေအကန့်အသတ်ရှိတာကြောင့်ရေနံထွက်ကုန်တွေကိုမော်တော်ယာဉ်တွေနဲ့ကားလမ်းကနေတည်ယူပို့ဆောင်ရတာကြောင့်ဒီလိုဖြစ်ရပ်တွေကိုကြုံရလိမ့်ရှိပါဗျာ။ ကျိုင်းတွေအပေါက်တွေနဲ့ပြုပြင်ထိန်းသိမ်းမှုမရှိသလောက်ဖြစ်နေတဲ့လမ်းတွေကြောင့်လမ်းတွေရှင်တွေမှာမတော်တဆဖြစ်ရက်တွေမကြာခဏဖြစ်ပွားပြီးနှစ်စဉ်လူပေါင်းဒါဇင်နဲ့ချီအသက်တွေဆုံးရှုံးခဲ့ရပါတယ်ရှင်နိုင်ငံတကာသတင်းတွေကိုရှုစားခဲ့ကြရတာပါ အခုတော့အားကစားသတင်းကိုတင်ဆက်ပေးဦးမှာပါ ဒီကနေ့မနက်အစောပိုင်းကကစားခဲ့တဲ့ဂျာမနီကလပ်ဘိုင်ယန်မြူးနစ်နဲ့ဘယ်ဂျီယံကလပ်ဘရာဂါတို့ရဲ့ပွဲမှာချန်ပီယံလိပွဲဥထွက်အဖြစ်ဝင်ကစားခဲ့တဲ့အသက်18နှစ်အရွယ်ဘိုင်ယန်ကွင်းလယ်တိုက်စစ်ကစားသမားလန်နက်ခေါလ်ကအကောင်းဆုံးကစားသမားဆုကိုရရှိသွားခဲ့ပါတယ်။ခေါလ်ဟာသူ့ရဲ့ချန်ပီယံလိပွဲဥထွက်မှာအသင်းအတွက်အဖွင့်ဂိုးကိုပွဲချိန်9မိနစ်မှာကွင်းလယ်စီအကျော်ကနေဘောလုံးကိုတကူတော်ဆွဲပြေးလာခဲ့ပြီးဘရာဂါအသင်းနောက်ခံလူတွေကြားကနေပဲပနတီအရိယာအပြင်ကနေကန့်သွင်းယူနိုင်ခဲ့တာပါ။ ီဂိုးကြောင့်သူဟာဘိုင်အမျိုးနစ်သမိုင်းတလျှောက်မှာအသက်အငယ်ဆုံးချန်ပီယံလိဂိုးသွင်းသူဖြစ်လာပါတယ်ဘိုင်ယံမြူးနစ်နဲ့ကလပ်ဘရာဂါတို့ပွဲမှာဘိုင်ယံမြူးနစ်အသင်းက၄ဂိုးဂိုးမရှိနဲ့အနိုင်ရရှိသွားခဲ့တာဖြစ်ပါရဲ့ရှင်။ TV ဦးမြင့်တန်ကြားရဲ့နေ့လည်နှနာရီသတင်းတွေကိုတိုက်ရိုက်ရှုစားခဲ့ကြရတာပါညနေ၄နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်ဆက်ပြီးတင်ဆက်ပေးဦးမှာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်